ခုပြောမဲ့အကျင့်6မျိုးကိုသင်ကျင့်မယ်ဆိုလို့ရှိရင်တေဟံတေချာပေါ့အကျိုးမဲ့ခြင်းကိုရင်ဆိုင်ရလိမ့်မယ်တဲ့အဲ့ဒါဘာလဲဆိုတော့ဥတ္တရတေယနေထွက်အောင် အိပ်မယ်ဆိုလို့ရှိရင်သင်အကျိုးမဲ့လိမ့်မယ်တဲ့ဟောဒါလူငယ်တွေအတွက်ပြောရအောင်နေထွက်အောင် အိပ်တဲ့လူကြီးတွေလည်းပဲစဉ်းစားကြရလို့ရှိတာပေါ့ဟုတ်လားဥတ္တရတေယနေထွက်အောင်အိပ်မယ်ဆိုလို့ရှိရင်တေတင်ဒီအနတ္ထအကျိုးမဲ့ခြင်းတို့ဘွိတ္တိ ြောက်လိမ့်မယ်ဖြစ်လိမ့်မယ်နောက်ဒုတိယပါပြောတော့အာလတယံပြင်းရှိမယ်ဘာမှမလုပ်ခြင်းမကန်ခြင်းနော်ဝရိယတအလွန်နေပြီတော့ပြင်းရင်မှုနဲ့နေမယ်ဆိုလို့ရှိရင်လည်းပဲသင်ဟာအကျိုးမဲ့ခြင်းကိုရောက်လိမ့်မယ်တဲ့ဟောအများကြီးအကျေချစ်ပြီတော့ဥစဉ်ကအသေးစိတ်မပြောပါကိုယ့်အကိုပဲစဉ်းစားဖို့ခြံထားဟုတ်လားနောက်တတိယကဘာပြောလို့ဆိုတော့ စန္ဒိတ်ကံကြံထံခတ်ထံနဲ့ကာယကံဝစီကံကြံထံခတ်ထံမှုတွေရှိမယ်ဆိုလို့ရှိရင်လည်းသင်အကျိုးမဲ့နိုင်မယ်တဲ့ပြောတာဆိုတာလောက်တာခိုင်တာကသူများနားမခံတာတဲ့သူများမျက်စိထဲမှာအဆင်မချောတဲ့ကြံထံခတ်ထံမှုနော်အဲ့ဒါတွေဟာလည်းပဲဖြစ်နိုင်တော့အကျိုးမဲ့နိုင်နေတဲ့နောက်၄ခုမြောက်ကပြောတော့ဒီကတွန်တိယံ ချိန်ကာလအကြာကြီးအရက်သေးတာကိုတောက်စားမယ်ဆိုရင်လည်းတင်ဟာအကျိုးမေ့လိမ့်မယ်တဲ့။ယေရှုဘုရားအခုပြောနေတဲ့စကားတွေဟာလေးတင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့မှအလုံးစုံကိုတည်တော်မူတဲ့တပ်ပညုတဉာဏ်နဲ့ကြည်ပြီးတော့မှပြောထားတဲ့စကားတွေဆိုတာကိုတော့ယုံကြည်မှုတရားတရားအခြေခံခိုင်ခိုင်မာမာနဲ့နားထောင်ဖို့လိုတယ်နော်။လေးကိုရှိသွားပြီဟုတ်လား။နေထွက်အောင်အိပ်မယ်ဆိုရင်အကျိုးမေ့လိမ့်မယ်။ပြင်းကြည့်နေမယ်ဆိုလို့ရှိရင်အကျိုးမေ့လိမ့်မယ်။ ကြံကြုတ်ခက်ထန်တဲ့အမှုရာတွေအပြောဆိုတွေရှိမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်အချိန်ကာလကြာကြီးအရက်သေးတာတောက်စားနေမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်နောက်၅ခုမြောက်ပါပြောတော့ဆိုတော့ဧကတ္တဌာနကမဏံအလွန်ရှည်လျားတဲ့ခရီးကိုတယောက်တည်းသွားမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်တဲ့ဟာလောကီလိုအလွန်မှတ်သားကြခေါင်းနဲ့နော်ခရီးရှည်သွားတဲ့အခါမှာတယောက်တည်းသွားရင်အကျိုးမဲ့တဲ့တဲ့ ဒါကြောင့်ဗမာစကားပုံတစ်ခုရှိရနော်အဖို့မသွားဖို့မပါရင်ခကြီးမသွားနဲ့ဟုတ်လားကုဒီမမြတ်စွာဘုရားကအတွင်းရှိတဲ့ခကြီးကိုတယောက်တည်းသွားမယ်ဆိုလို့ရှိရင်ဒါအကျိုးမဲတော့ ਨੇ ရှင်ဆန်ရတတ်တယ်နောက်6ခုမြောက်ကဘာပြောတော့ဆိုတော့ပရဒါရုပတေဝနသရဝတာမယားကိုပြမစော်ကားမယ်ဆိုလို့ရှိရင်လည်းအကျိုးမဲလိမ့်မယ်တဲ့ ပြပန္နပူလာကြီးအတန်ဤချောင်းမျိုးကိုတွန်းတင်သည်တေဝတုမိဝဲမယ်ဆိုလို့ရှိရင်အနတ္ထအကျိုးမဲ့ခြင်းသို့ဘွေတ္တိရောက်လိမ့်မယ်။နော်အကျိုးရှိတာတွေကိုမှမြတ်စွာဘုရားတည်တာမဟုတ်နော်။အကျိုးမဲ့တာတွေကိုလည်းတည်ပါတယ်ဆိုတာလေးကိုပြောပြတာ။တတိချောင်းမျိုးကိုဒကာမတို့ဦးကြီးတို့တွေဟာစီစစ်ကြည့်ပေါ့။နော်ချောင်းမျိုးလုံးကိုမစိုးထားနဲ့တစ်မျိုးစီနဲ့ပြည့်စုံမယ်ဆိုရင်ကိုပဲအများကြီးအကျိုးမဲ့တွေကိုရင်ဆိုင်ရင်ဆိုင်ရနိုင်ဘူးလား။ရင်ဆိုင်ရနိုင်တယ်။ ဒါကြောင့်လူငယ်လေးတွေအတွက်ရည်ရွယ်တယ်ဆိုတာဒါလေးတွေကိုပြောခြင်းလို့ဟုတ်လားဥတ္တရတေယံနေထွက်အောင်အိပ်မယ်ဆိုလို့ရှိရင်အာလတေယံပြင်းကြီးနေမယ်ဆိုလို့ရှိရင်စန္ဒိကံကြမ်းကြုတ်ခတ်ထမယ်ဆိုလို့ရှိရင်ဒီကတ္တဏိယံအယက်တေတာကိုကြာကြီးတောင်းနေမယ်ဆိုလို့ရှိရင်ဧကတ္တဒါဏကမဏအလွန်ရှည်လျားတဲ့ခရီးကိုတယောက်ထဲသွားမယ်ဆိုလို့ရှိရင်ပရဒါရုပတိဝဒသူတော်သားများကိုပြမဆော်ကားမယ်ဆိုလို့ရှိရင်မဖြစ်မလို့အကျိုးမဲ့လိမ့်မယ်တဲ့